ာစီလိုနာလို့ဟိုပြောလိုက်တာနဲ့ကျွန်တော်စိတ်ထဲမှာဟိုပွဲမစခင်တည်းကအနိုင်လိုချင်တဲ့အသင်းမျိုးဖြစ်တယ်ပေါ့ ားလုံးမင်္ဂလာပါကျွန်တော်64ရွေးနဲ့ပြန်လဲကြိုးစားပါရစေကျွန်တော်တို့ဒီနေ့ကတော့ချက်မလီ round 5အဖြစ်ရှင်မြန်ကစားကြမဲ့ Chelsea နဲ့ Barcelona ပွဲစဉ်ပေါ့နော်အဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ညီကိုတို့နဲ့တူတူပွဲကြိုအမြင်လေးတွေခန်းစားချက်လေးတွေပြောသွားခြင်းနဲ့ပေါ့နော်ဆိုတော့ဒီနေ့ပွဲကတော့ Chelsea ရဲ့ Stamford Bridge Chelsea ကိုမှပဲရှင်မြန်ကစားမှဖြစ်တယ်ဆိုတော့အချိန်ကတော့အင်ကာနေညဘိုရဦးနေ့မနေ့နှစ်နာရီခွဲမှရှင်မြန်ကစားမှဖြစ်တဲ့အတွက်ကြောင့်မို့နည်းနည်းတော့အေးအေးပြက်လိမ့်မယ်ပေါ့နော်ဒါပေမဲ့အေးအေးပြက်တာနဲ့တန်နဲ့ ပွဲစဉ်တစ်ပွဲဖြစ်မယ်ဆိုတာကတော့သိကြတယ်ပေါ့နော်ဆိုတော့ပြောရရင်ဒီပွဲကတကယ်ကိုစစ်လို့ရှားစရာအကောင်းဆုံးပွဲစဉ်တစ်ခုဖြစ်လာမှာသိကြတယ်ပေါ့နော်ဆိုတော့ပွဲမစခင်တည်းကတခြားသောနာမည်ကြီးဘယ်လိုပြောမလဲထိတိုက် တွေ့တဲ့ပွဲစဉ်တွေထက်ဒီပွဲကိုပဲဦးစားပေးပြီးတော့ highlight လုပ်ပြီးပြောနေတာတွေနဲ့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းဒီပွဲကိုတကယ်ကိုရင်ခုန်တယ်ပေါ့နော်တကယ်ကိုစိတ်လှုပ်ရှားတယ်ဆိုတော့ပြောရရင်ဒီပွဲကတိုးချင်းရှင်ပြန်တိုက်ခိုက်မှုတွေဒီမကဘဲနဲ့ဒါနီးပြနှစ်ယောက်ရဲ့နီးပြကအခင်ချင်းပေါ့နော်ဒါတွေကလည်းစိတ်လှုပ်ရှားမှုအပြည့်နဲ့ကြည့်ရမှာဖြစ်တယ်ပေါ့နော်ဒါအဓိကအဖြစ်အကွင်းလက်ကစားသမားတွေရဲ့ရှင်ပြန်တိုက်ခိုက်မှုရဲ့ပြီးတော့တောင်တောင်ပံကစားသမားတွေရဲ့ဒါရှင်ပြန်တိုက်ခိုက်မှု ကိုအဓိကခံစားမှာဖြစ်တယ်ပေါ့နော် ဆိုတော့အသင်းတွေရဲ့ဒါ injury update ကိုကျွန်တော်တို့ပြောရအောင်ပေါ့နော်ချက်စီမှာတော့ဒီကကစားသမားတွေဖြစ်တဲ့ကိုပါမာတို့လပိုင်းကိုဝဲတို့လာဗီယာတို့ပါဝင်မှာမဟုတ်ဘူးပေါ့နော်ကျွန်တော်ကစားသမားတွေတော့အားလုံးပါဝင်မယ်ဆိုပြီးတော့တွေးရတယ်ဆိုတော့ကိုပါမာရဲ့အခြေအနေကတော့စောင့်ကြည့်ရတဲ့အနေထားဖြစ်ပေမဲ့ဒီနေ့အာနီပြားရဲ့ press conference မှာပြောသွားတဲ့စကားတွေရဆိုရင်တော့ဒီအာဆင်နယ်နဲ့ပွဲစဉ်မှာအရန်ခုန်နဲ့မှာတော့ပြန်ပါလာနိုင်ခြေရှိတယ်ပေါ့နော်ဘာစီလိုနာနဲ့ပွဲစဉ်မှာတော့ risk ယူပြီးတော့ဟို ကစားခိုင်းမယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဆိုတော့ကိုဘောမမပါတဲ့အာဘယ်လိုပြောမလဲထိုးနှက်ချက်ကလည်းကျွန်တော်အသင်းတော်ဘယ်လောက်ကြီးမားမလဲဆိုတာဒီလိုပွဲစဉ်မှာကြည့်ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီပြီးခဲ့တဲ့ဒီ၃လလောက်တဲကလက်ရှိချိန်ဒီကိုဘောမမပါတဲ့အသင်းကိုကျွန်တော်တို့ handle လုပ်ပြီးတော့ရှေ့ဆက်လာတာကောင်းတဲ့အခြေအနေတစ်ခုကိုတော့ရောက်နေတယ်ဆိုပေမဲ့ဒီလိုမျိုးတကယ်ကိုဘေးမက်လို့ပွဲစဉ်မျိုးမှာတော့ကိုပမားကိုကျွန်တော်တို့လိုအပ်မှာတော့အမှန်ပဲပေါ့နော်ဆိုတော့ဝင်းတွင်းမှာနီးပြနေတဲ့ဘလိုနီးပြရနေတဲ့ခင်းကျင်းလာမလဲဆိုတာက ကိုဘမမပါချင်းပါချင်းကိုရှော့ချနိုင်မလားဆိုတော့စောင့်ကြည့်ရမှာဖြစ်တယ်ဗောနော်ဆိုဘာစီလိုနာမှာတော့ဦးနဲ့ကစားသမားပတ်ထူရဲ့အခြေအနေကိုစောင့်ကြည့်ရမှာဖြစ်တယ်ဆိုပြီးဖော်ပြထားတယ်ပြီးတော့ဒီနောက်ထပ်ကိုနဲ့ကစားသမားတယောက်ဖြစ်တဲ့ဂါဘီကတော့ကလာရှိနားနေတာဖြစ်တဲ့ကြောင့်ပါဝင်မှာမဟုတ်ဘူးပြီးတော့ကိုသမားတာစီကန်လည်းပါဝင်မှာမဟုတ်ဘူးဗောနော်ဆိုကျွန်တော်ကစားသမားတွေကတော့ဘာစီလိုနာမှာအကုန်လုံးဖိဖြစ်တယ်မာဂရက်ဖိုကလည်း training မှာပြန်ပါလာပြီဆိုပြီးတော့တွေးရတယ်ဖာရန်တော်ရက်ကလည်းဂိုမြူးနေတယ်ဒီယွန်ဒော့စကီကလည်းပြန်ပါလာပြီဗောနော်ဆိုပြီးတော့ဒီ ပြီးခဲ့တဲ့ရာသီက on fire ဖြစ်ခဲ့တဲ့ Rafinha ကလည်းပြန်လည်ပါဝင်လာမှာဖြစ်တယ်ပြီးတော့လူငယ်ကစားသမားလေးဒီလမိုင်းရမဲကလည်းပြန်လည်ပါဝင်လာမှာဖြစ်တယ်ပေါ့နော်ဆိုတော့ထိတိုက်ဆုံမှုတွေမှာတော့တမန်တော်ချယ်ဆီနဲ့ဘာစီလိုနာဟာ14ချိန်ထိတိုက်ဆုံမှုရှိထားတယ်ချယ်ဆီက၄ပွဲနိုင်ထားတယ်ဘာစီလိုနာကလည်း၄ပွဲနိုင်ထားတာကိုတွေးရတယ်တရေ6ပွဲရှိတယ်ပေါ့နော်ဆိုတော့အစင်လာရတော့ဘယ်သင်းကအသာရနေတယ်ဆိုတာမျိုးတော့မတွေးရဘူးမရှိဘူးလို့ပြောရမှာပေါ့နော်ဒါပေမဲ့ဟိုတမိုင်းမှာပေါ့နော်ကျွန်တော် ချက်စီးပြိသက်တွေအနေနဲ့မိလို့မရတဲ့ပွဲစဉ်တွေနဲ့ရှိခဲ့တယ်2008 2009ဒါပွဲစဉ်ကိုလည်းကျွန်တော်တို့ဘလို့မမိမှာမဟုတ်သလို2017စနစ်ပွဲစဉ်ကိုလည်းဘယ်တော့မှမိမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ကျွန်တော်စိတ်ထဲရှိတာကိုရိုးသားသားပြောရမယ်ဆိုရင်ဒီ2008 2009ပွဲစဉ်ဟာချက်စီးတွေဟိုဖလားခိုးယူခံလိုက်ရတဲ့ပွဲစဉ်တို့တောင်မှကျွန်တော်ပြောခြင်းတယ်ပေါ့နော်ဒီ final တက်လာတဲ့ Manchester United ကို respect ဟိုမရှိတာတော့မဟုတ်ဘူးဒါပေမဲ့အဲ့ချိန်တုန်းကချက်စီကလုံးဝကို prime time ဖြစ်နေပြီးတော့ဒါဘာစီလိုနာမှာဒါဘယ်လိုပြောမလဲဘာစီလိုနာနဲ့ပွဲစဉ်မှာ ဒဏ်ရဲ့ဘယ်လိုမျိုးဖြစ်သလိုစုံဖြတ်ချက်တင်နေကျွန်တော်အသိအနစ်နာခဲ့ရတဲ့အသိတသိဖြစ်ကျွန်တော်တို့ပြန်ပွဲကနေထွက်သွားရတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဖလားခိုးယူခံလိုက်ရတဲ့နှစ်လို့ကျွန်တော်တော့မှတ်ချက်ပြုတ်ကျင်တယ်ပေါ့နော်ဆိုတော့2017 2017နောက်စနစ်ပွဲစဉ်မှာတော့ဒါဘာစီလိုနာရဲ့အကောင်းဆုံးချိန်ကိုကျွန်တော်တယောက်ရုံးနဲ့ဖြတ်ကျော်နိုင်ခဲ့တယ်ဆိုတော့ဒီပွဲစဉ်ကတော့လက်စားချေလိုက်တဲ့ပွဲစဉ်လို့ပြောလို့ရတယ်ပေါ့နော်ဒီလိုမျိုးဟိုပြန်ဆိုင်မှုပြင်းထန်တဲ့အချိန်တွေကိုဒါကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်ဆိုတော့ဒါတွေကိုလည်းကျွန်တော်မျက်ဝါးတင်နေမြင်လိုက်ရတာဖြစ်တဲ့အကြောင်းမို့ဘာစီလိုနာလို့ ဟိုပြောလိုက်တာနဲ့ကျွန်တော်စိတ်ထဲမှာဟိုပွဲမစခင်တည်းကအနိုင်လိုချင်တဲ့အသင်းမျိုးဖြစ်တယ်ပေါ့နော်ဒါတော့ကျွန်တော်ဟိုစိတ်ထဲမှာရိုးသားသားစိတ်ထဲရှိတဲ့ဟာကိုကျွန်တော်ပြောတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေ့ပွဲမှာတကယ်ကိုနောက်ထပ်စစ်လို့ရှားစရာ ကောင်းတဲ့အခြေအနေကပါလဲဆိုတော့ကသသမားတွေရဲ့အားပြိုင်မှုဖြစ်တယ်ပေါ့နော်တကယ်ကိုစစ်လို့ရှားစရာဖြစ်လာမှာတေချာတယ်ဆိုတော့လမိုင်းရောင်မဲ့ရဲ့ prime time မှာကူရီလာရဲ့ prime time နဲ့ထိတိုက်တွေ့ဆုံမှုကလည်းဘယ်လိုပြောမလဲစိတ်ဝင်စားစရာ ကောင်းတယ်ပေါ့နော် ။ဓမ္မရမယ်နေနဲ့ကုရယ်လာကိုဘလို့ကြော်မလဲ။ကုရယ်လာရောဓမ္မရမယ်ကိုဘလို့ထိမ့်မလဲပေါ့နော်။မနိုင်ပြောရင်ဓမ္မရမယ်ကိုထိမ့်မှုရောတကယ်ကိုမလွှဲတာဖြစ်တယ်။ကျွန်တော်ဒီဓမ္မလေးကိုတော်တော်လေးကိုကြိုက်တယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်အသင်းမှာလည်းတကယ်ကိုတန်ဘက်ရုပ်ကုရယ်လာရှိတယ်ပေါ့နော်။ပြတိုင်းတောင်လို့လည်းကျွန်တော်တို့အမချပြုလို့ရတယ်။အော်ဘယ်တော့မှလည်းမနာတဲ့ကသာသမားဖြစ်တယ်။ဘယ်တော့မှလည်းအဆုံမပြေတဲ့ကသာသမားဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီဓမ္မနှစ်ယောက်ရဲ့ အာအပြိုင်မှုကိုလည်းကျွန်တော်တော်တော်လေးကိုစိတ်ဝင်စားမိတယ်ဆိုတော့ကန်စီလိုနဲ့ဒီဟိုအန်ဆိုဖာနန်ဒက်ရဲ့အတွင်းနဲ့ဘာစီလိုနာရဲ့ကွင်းလယ်ထိတိုက်မှုစုံမှုကလည်းမှန်တမ်းပြောရင်တကယ်စစ်လုချစရာအခိုက်အတန့်တစ်ခုကိုကျွန်တော်တို့ပေးလိုက်မယ်ပေါ့နော်နောက်ပြီးတော့တကယ်ကိုစစ်လုချစရာအကောင်းဆုံးခိုက်တက်ကလည်းကျွန်တော်တို့မှစောင့်ကြည့်နေတာရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ SD ဘောင်နဲ့လမိုင်းရမယ်ဒိုးရဲ့ဒါ comparison ပေါ့နော်နှိုင်းရှင်နေမှုတွေကလည်းဒီနေ့ပွဲမှာအသက်ဝင်လိမ့်မယ်ပေါ့နော်ဘသူကပိုကောင်းလဲအဲ့တော့ဘသူကအသင်းကိုဘယ်လောက်ထိဆွဲခေါ်သွားနိုင်မလဲပေါ့နော် ဒါတွေလည်းပွက်ပြီးတဲ့ကောင်မှာပြောစရာတွေဖြစ်လာလိမ့်မယ်ဆိုတော့ဆက်လုပ်ရှားစရာဒီတူးချင်းဖြတ်ကျော်မှုတွေပေါ့နော်ဒါတွေလည်းလက်တောင်မခတ်ဘဲနဲ့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်တယ်ပေါ့နော်ဒီကမ္ဘာတွေရဲ့ရှင်ပြိုင်မှုတွေဆက်လုပ်ရှားစရာကောင်းတာမဟုတ်ဘဲနဲ့ဒါနိဗျာနဲ့ဦးရဲ့ပေါ့နော်အော်နိဗျာပိုင်းချင်းကပ်ပုံကလည်းစိတ်ဝင်စားဖို့ကောင်းလာမှာတေးကြတယ်ပေါ့နော်ဒါပွဲမစခင်တည်းကဘာစီလိုနာကသူတို့ရဲ့နိဗျာကိုစောင့်ကြည့်ခံရမှာဆိုတဲ့အကြောင်းပြချက်နဲ့ပေါ့နော်ချက်စီရဲ့ဒီ sample print မှာလေ့ကျင့်မလုပ်ဘူးဆိုတာမျိုးတွေလည်းဖော်ပြထားတာရှိတယ်ပေါ့နော်ပြောစရာရှိတယ်ကဘာလဲဆိုတော့ ဘာစီလိုနာကပေးခဲ့တဲ့နှစ်လောက်ကတော့မကောင်းဘူးလို့ပြောလို့ရတယ်ဒါသူတို့လိမာတော့သူတို့အနေနဲ့ရတမမန်သွားနေတာဖြစ်ပေမဲ့ဒီချန်ပီယံလိမာတော့သူတို့လည်းဘယ်လိုပြောမလဲတိတ်ပြီး consistent ဖြစ်တဲ့အတင်းတော့မဟုတ်ဘူးပေါ့နော်ပြီးတော့ဘာစီလိုနာရဲ့ဒီ highline japan တင်ကစားတဲ့ပုံစံကလည်း chelsea ရဲ့အကြိုက်ဖြစ်တယ်ပေါ့နော်ပြီးခဲ့တဲ့ဒီ club world cup မှာ psg နဲ့တွေ့ခဲ့တုန်းက chelsea ကစားသွားတာဒီပုံစံပဲပေါ့နော်ဆိုတော့ psg က highline japan တင်ကစားတဲ့အခါမှာ direct pet တွေနဲ့ဟိုကစားတဲ့ပုံစံက chelsea ရဲ့အကြိုက်ဖြစ်တယ်ပေါ့နော်ဆိုတော့ ဟန်စီပစ်ကလည်းဒီ Highland Defend တင်ကစားတဲ့ပုံစံကိုဘယ်တော့မှပြောင်းမဲ့နှိပြမျိုးမဟုတ်ဘူး။ဒါကြောင့်မို့ဒီနေ့ပွဲမှာတော့ Chelsea ရဲ့အကြိုက်ဖြစ်သွားနိုင်တယ်ပေါ့နော်။ဆိုတော့ဒီပြအဇူမာစကာကလည်းဒီ press conference မှာပြောထားတာရှိတယ်ပေါ့နော်။သူတို့ရဲ့ Highland Defend ကိုကျွန်တော်တို့ကောင်းကောင်းတော့ဟောသိတယ်၊ရိပ်စားမိတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့ off the ball movement ကိုလည်းဟိုဘေးလန်းဖြစ်ဖြစ်ပေါ့နော်။ attacking နဲ့ defensive ကိုဘေးလန်းမြင့်ဖြစ်ကစားနိုင်မှအဆင်ပြေမယ်ဆိုပြီးတော့ဒီပြအဇူမာစကာပြောသွားတာတွေလည်းရှိတယ်ပေါ့နော်။ပြောရရင်ဒီလိုမျိုးဟို အချို့တင်ခံမရတာလွယ်နေတဲ့ ဘာစီလိုနာရဲ့ဒီ highline defense ပုံစံကိုဟန်စီဖလစ်အနေနဲ့ဘယ်လိုအပြောင်းလဲလုပ်လာမလဲဆိုတာကတော့ဟိုစောင့်ကြည့်ရမှာဖြစ်တယ်ပေါ့နော်သူအနေနဲ့ဟိုဒီလိုမျိုး highline defense ကြီးပဲတင်ကစားလာလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ချက်စီရဲ့အင်ကွင်းဖြစ်တာကြောင့်မို့လဲသူအနေနဲ့ဒီပြောအခင်ချင်းကတော့အပြောင်းလဲလုပ်လာဖို့ရှိတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ဆိုဒီအန်ဆိုမာစကာရဲ့ဘယ်လိုပြောမလဲနေပြောပိုင်းလည်းလုံးညီထွေဖြစ်မှုကိုလည်းဒါစောင့်ကြည့်ရမှာဖြစ်တယ်ဘာစီလိုနာကိုဘယ်လိုပြန်လဲရင်ဆိုင်မလဲပေါ့နော်ဟိုဒါတွေတွေးကြည့်ရတဲ့အချိန်ကျွန်တော်တို့ဆက်လုပ်ချစရာကောင်းနေပြီပေါ့နော်ဆိုဘလို ပဲဖြစ်ဖြစ်ဘလို့ရလက်ပဲထွက်ထွက်ပေါ့နော်ဒီလိုပွဲမျိုးကိုစောင့်ကြည့်ရတာနဲ့တင်ကျွန်တော်တို့တန်နေပြီလို့ပြောလို့ရတယ်ဆိုတော့အုပ်စုပွဲဖြစ်တဲ့အတွက်ကြောင့်မို့ဘယ်လိုပြောမလဲအာတိတ်ပြီးတော့ဟိုစိတ်ဝင်စားစရာမကောင်းဘူးလို့ထင်ရပေမဲ့ပေါ့နော်ကျွန်တော်တို့တမိုင်းနောက်ခံနေရဲ့ဒီနီးပြဒီရဲ့ဘယ်လိုပြောမလဲလက်ရှိဒီ flexible ဖြစ်တဲ့နီးပြကအခင်းချင်းနေပေါ့နော်ဒီခင်းချင်းနေကြားမှာဟိုနီးပြပိုင်းကိုစိတ်ဝင်စားတဲ့ညီကိုတွေအတွက်ကတော့တကယ်ကိုရတအပြည့် ေးမဲ့ပွဲစဉ်တို့ကျွန်တော်ပြောချင်တယ်ပေါ့နော်ဆိုတော့ဘယ်တင်နိုင်သွားမလဲဘယ်တင်ရှုံသွားမလဲဆိုတာကတော့ဟိုပြောရခက်ပေမဲ့ပေါ့နော်အော်ကျွန်တော်တို့စိတ်လူရှာစရာကောင်းတဲ့ပွဲစဉ်တစ်ပွဲကိုစောင့်ကြည့်ရမှာတော့တေချာသလောက်ရှိတယ်ဆိုတော့ညီကိုတို့ဘယ်လိုမြင်လဲပေါ့နော်ဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ချက်စီကပဲအသာယူသွားမလားဝေကင်းဝင်းမှာလာရောက်ရှင်ပြိုင်ကစားတဲ့ဘာစီလိုနာကပဲအသာသီးယူသွားမလားပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ညီကိုအမြင်လေးတွေခန်းစားချက်လေးပြောတော့ကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ညီကိုတို့နောက်ပြန်မပြန်တွေ့ပါမယ်